ဒီလိုမျိုးမှန်လေးကိုကျွန်တော်ဖြည့်ပေးမယ်ဖြည့်ပေးမယ်ဆိုပြီးတော့ဗောနော်မြင်တာ၄၅ခုလောက်ရှိပြီမဖြည့်ပေးပဲကြော်သွားတာတွေဗောနော်အဲဒီနေ့တော့ဒါကျွန်တော်ဖြည့်ပေးလိုက်တယ်မေးထားတာလေးကကိုပိုင် ID ကိုပိုင်ဘဏ်မရှိဘူးဗောဗျာဒါပေမဲ့ကိုရဲ့အကောင့်မှာ setup ပေါ်လာတယ်ပေးမှာပဲဖြည့်ပေးဗောဗျာ setup ပေါ်လာတယ်သွားပြီးတော့အသုံးပြုမယ် pay out တစ်ခုတီဆောက်ဖို့အတွက်ဗောဗျာကိုပိုင် ID ကိုပိုင်ဘဏ်မရှိဘူးအဲဒါဆိုရင်ကျွန်တော်တို့ကတရရောက်စီကငှားပြီးတော့ဗျာရှိတဲ့လူစီကပေါ့ဗျာ ID နဲ့ဘဏ်နဲ့ရှိတဲ့လူစီက ယူပြီးတော့ကိုယ့်ရဲ့အကောင့်မှာပေါ်နေတဲ့ဆက်တွေကို monetization ရှောက်ချင်တယ်။အဲတခြားသူဟာနဲ့ယူသုံးပြီးတော့ချိန်ပြီးတော့ရှောက်မယ်ပဲဗျာပတ်စံရှာမယ်ပေါ့။အဲရှာပြီးတော့နောက်တစ်ချိန်ပေါ့ဗျာ။အဲကို့မှာ ID တွေ ban တွေရလာတဲ့ချိန်ကျရင်သူ့အောက်ဖြုတ်ပြီးတော့ကို့ဟာနဲ့ပြန်ပြောင်းမယ်ပေါ့ပြန်ချိန်မယ်ပေါ့ဗျာ။ရသလားဆိုတော့လုံးဝလုံးဝ100%မရပါဘူး။ရတယ်လို့ပြောတဲ့လူလဲလူလိမ့်ပါ။အော်နော်ကျွန်တော်ရဲရဲတရားပြောရဲတယ်နော်။ ပေးအောင်တစ်ခုကဝင်ငွေရပြီးတယ်ဝင်ငွေထုတ်ဖို့တဲ့ပေးအောင်တစ်ခုက လုံးဝလုံးဝချိန်လို့မရပါဘူးဘယ်သူမှချိန်လို့မရပါဘူးအဲ့လိုချိန်လို့ရရင်လူတိုင်းကချိန်နေပြီပေါ့နော်ကျွန်တော်တို့အဲ့ဒါကြတာလေဒါကြောင့်ပေးအောင်တစ်ခုကငွေထုတ်ဖို့တဲ့ဆိုတော့ပေးအောင်တစ်ခုကလုံးဝလုံးဝချိန်လို့မရဘူးဒါကြောင့်ကျွန်တော်ရဲ့မစ်ဆိုကကို့မှာ information မရှိဘူးတရားရောက်စီကဟောက်သွားယူပြီးတော့အသုံးပြုပြီးတော့ကိုယ့်ရဲ့အကောင့်မှာချိန်ထားတဲ့ဆိုရင်နောက်တစ်ချိန်လုံးဝပြန်ချိန်လို့မရပါဘူးဒါဆိုရင်ပေးအောင်စားပစ်ပေးပြီးချိန်နေတဲ့လူတွေကဘယ်လိုဟာတွေချိန်လဲဆိုရင် တခါမှငွေမထုတ်ရသေးတဲ့အကောက်30 20 30နဲ့အကောက်ပေးပေးအောင်ကောင်းမျိုးတွေအဲနောက်တစ်ချက်ကဘယ်လိုမျိုးအဲ့ငွေတခါမှမထုတ်ရဘူး30ရတဲ့အကောက်တွေတောင်မှအကောက်တိုင်းရနေတာမဟုတ်ဘူးဥမာကန်တီမားနေတာတို့ဘတ်တီမားတာတို့ဟိုကနေရာမားတာတို့ဒီနေရာမားတာလို့ပေါ့နော်ဒါမျိုးလေးတွေမှားနေတာကိုကျွန်တော်တို့က Facebook team ကိုသွားပြီးတော့ကျွန်တော်တို့ information ချက်လက်ဖြည့်ဆို့တာမှားယွင်းသွားပါတယ်ပြန်လေဖြည့်ဆို့ခွင့်ပြုပါဆိုပြီးတော့ကျွန်တော်တို့ကဒီလောက်လေးအကြောင်းကြားစာလေးတော့ပို့သူကပြန်ပြီးတော့ရော့ဖြည့်ဆို့ပြီးတော့ လင်းလေးပို့လာမှဖြေလို့ရတယ်ဒါငွေမထုတ်ရတခါမှငွေမထုတ်ဘူးတဲ့ပေးအောင်အကောက်ကိုပြင်ရတယ်ပြောတာနော်ဒါတော့မှအခုတိုင်းရလာလားဆိုတော့အခုတိုင်းမဟုတ်ဘူးနော်ရတဲ့ဟာမှရတာနားလည်းသဘောပေါက်မယ်နော်မိတ်ဆွေကတခြားသူစီက information ကိုဥမာ ID နဲ့ band နဲ့ယူသုံးပြီးတော့ပေးအောက်ခုတိဆောက်ထားပြီးငွေလည်းထုတ်ခဲ့ဘူးပြီးတခါနကထုတ်ပြီးပြောဗျာငွေထုတ်ဘူးတဲ့ပေးအောက်တစ်ခေါက်ကလုံးဝပြင်ဆင်ခွင့်မရှိတော့ပါဘူးပြင်လို့လည်းမရတော့ပါဘူးနော်အဲတကယ်လို့ဥမာ band ချိန်မာတာတို့အဲဒီလိုမျိုး Facebook က error တောင်းရင် ိုကပြန်ပေးဖို့မရှိတဲ့ဥမာ Facebook ဘက်ကဗျာကျွန်တော်တို့ငွေထုတ်ဝီဒီပြောတခုကပြောင်းဖို့မပြောနဲ့နော်ပုံမှန်ထုတ်နေတဲ့အကောင့်တွေတော့မှပဲသူမထင်ရင်မထင်သလိုပြန်စစ်တာအဲဟိုနေရာလေး verify ပေးပါအောင်ဟာဒီကက်လေးပေးပါအောင်ဟာဘန်လေးပြန်ချိတ်လိုက်ပါအောင်အမျိုးမျိုးလုပ်နေရတာပေါ့နော်ဒါကြောင့်ပေးရောက်တခုကိုတိဆောက်မယ်ဆိုရင်ကိုပိုင် information ရှိမှပဲတိဆောက်စီခြင်းနဲ့သူများတကာဒီဟာကိုယူပြီးတော့သုံးပြီးတော့တိဆောက်မယ်ဆိုရင်နောက်တစ်ချိန်ပြန်ချိတ်ရင်လည်းဆိုရင်သူကလည်းဖြိုးဖြိုးကိုကရတဲ့ချိန်မှာပြန်လုံးမယ်ဆိုရင်လည်းလုံးဝလုံးဝမရပါဘူးရတယ်လို့ပြောတဲ့ဆရာကလည်းလူလိမ့်ပါ ငွေဝင်ပြီးသားပေးအောင်တစ်ခုပြောတာနော်ငွေဝင်ပြီးသားပေးအောင်တစ်ခုကို information လုံးဝလုံးဝပြန်ပြီးတော့ change လို့မရဘူးပြန်ပြောင်းလို့မရဘူးငွေဝင်ပြီးငွေထုတ်ဖို့တဲ့ပေးအောင်ကောက်ကိုပြောတာပေါ့နော်အဲတစ်ချက်တစ်ပြားနှစ်ပြားလောက်မှားပြီးတော့နာမည်မှားဒီလိုမျိုးပေးအောင်တွေကတော့ပြောင်းလို့ရတယ်နော်ဒါတော့အကောက်တိုင်းရနေတာမဟုတ်ပါဘူးဒီလောက်ဆိုရင်နားလေသဘောပေါက်ပြီလို့မျှော်လင့်ပါတယ်နော်